ရှင့်အလုံးမဲ့မင်္ဂလာပါအလုံးပါရီလို့ဒီနေ့ကတော့လာကထုတ်ရဆိုတော့သိရမယ်เนาะကျမတို့ချက်ရတယ်ပြုတ်ရတယ်ဈေးဝယ်ရတယ်အင်းရှင်မလေးဆိုတာသူများတော့မသိဘူးပေါ့เนาะအရင်တို့ ယ်ရှင်အဒီကတော့ဒီနေ့လာကထုတ်ရဆိုတော့ပြည့်ရတိုင်းပဲလေလာကထုတ်ရဆိုရင်အဲ့ဒါ shopping ဝယ်ရတယ်အိမ်မှာလိုအပ်တာလေးတွေပေါ့နော်လိုအပ်တာလေးတွေဝယ်ချမ်းဟိုသားတာအသက်30ဒါမဲ့လည်းသားအသက်30ဆိုမှလည်းနေရသူ့ခလေးလေးတိုင်းမှာကုတယ်အဒီရဲ့လာကထုတ်ရအကြောင်းကိုကြောပြခြင်းနော် ချို့လည်းအဲ့လိုခံစားရင်ခံစားရမှာပေါ့နော်အမဒီနေ့ကအန်ဒီချက်တာလေးပြင်ပြပြမယ်ဘာချက်လဲဆိုတော့အန်ဒီကအဲ့လိုအချက်ချက်တာဝါနာပါတယ်ဒီလားအပြင်မှာသွားစားတာထဲကိုယ့်အိမ်မှာကိုချက်တဲ့ခါကျတော့ဈေးလည်းချိုတယ်ပြီးတော့စားလို့လည်းကောင်းတယ်ပတ်စံလည်းပိုစုမြေတော့အင်ရှင်မအင်ရှင်မတော့မြန်မာပြည်မှာပေါ့နော်အင်ရှင်မတော့မြန်မာပြည်ပဲလို့မနေပါဘူးဒီနေ့ကတော့ဟိုထိုင်းမှာဆိုလို့ရှိရင်ပတ်ကပောင်းပေါ့နော်အဲအဲ့ဖက်ကပောင်းကအန်ဒီလဲကြိုက်တယ်အန်ဒီအမျိုးသားလဲကြိုက်တယ်ဟုတ်လား အဒီအမျိုးသားနဲ့ကြိုက်ရင်ပကပောင်းတစ်ထိုင်းမှာဆိုလို့ရှိရင်အဲ့အမျိုးလေးဝယ်စားတာပေါ့နော်ဒီနေ့ကတော့ဥပသားကိုပဲအိမ်မှာဝယ်ချက်စားပါလေလို့ပကပောင်းပြပေးလာမယ်။အဲ့ဒီကပောင်းမော်နော်ဒီချက်တာလေးပေါ့ကိုကကိုကိုပဲအိမ်မှာပဲခြေကောင်ဆိုလောက်ပါတယ်လို့ လေးကအချက်ပြုတ်တာဝါနာရမ်းပါလို့ခလာအဲ့ဒါဘလူဝါနာငငယ်လေးကလေအဲ့အမေကလေအမေကသင်ထားခဲ့ပြီးတော့ပေါ့နော်အမေလည်းကျေးဇူးတင်ပါတယ်လို့ကိုယ့်ရဲ့မိခင်ကအမေကကိုယ်သင်ပေးတယ်ဘလူချက်ရမယ်တဲ့အခုကပါတော့အဲ့ထိုင်းစာသွားစားလို့ရှင်အဲ့ဒါလိုက်ပြပေါ့နော်ဘလူချက်တဲ့ကိုယ်တကယ်ကိုထိုင်းနေလဲရှိတော့လေအဲ့ဒါသူတို့မေးတာပေါ့အဲ့ပေါက်ကပေါ့ဘလူချက်ရလဲဘာလဲပေါ့နော်အဲ့လိုမေးတဲ့အခါသူတို့ကလည်းပြောပြပေးတာပေါ့နော် ။အကြမ်းလဲဆိုတော့အိမ်မှာချက်စားတဲ့ခါကျတော့ဈေးလေးချိုရပြီပါနော်။အဆန်လဲဈေးချိုရစားလို့လဲကောင်းတယ်လက်ဆက်လဲစားရတယ်ကွာ။ဒါဆိုလို့ရှိရင်အဲ့ဒီပြပြမှာပေါ့နော်။အလူငွေနဲ့ဆိုဘလောက်လဲပေါ့နော်။ထိုင်းဘက်နဲ့ဆိုဘလောက်ကြလဲပေါ့နော်။ဒါဆိုလို့ရှိရင်ဒီအမဲသားပေါ့နော်။ lock beef လို့ခေါ်တာပေါ့နော်။သူကနူးနူးလေးတွေပေါ့နော်။ဟိုဟာပေါ့။ငါ500 gram ပေါ့နော်။အဲ့ဒါကိုအနည်းဆုံးမပေးရဘူးဆိုလို့ရှိရင်ခဏနဲ့အန်တီမျိုးသားဝယ်တာအန်တီကမသိဘူး။ အနည်းဆုံးပေးရဆိုရှင်အလုံးဝင်နဲ့80ပဲထားရတော့80ဆိုလို့ရှင်ထိုင်းဝင်နဲ့ဆိုလို့ရှင်ဘတ်200ဘူးပေါ့နော်ဘတ်200ပေါ့နော်ဒါမှမဟုတ်အဲ့ဒါမှကိုကအစားတော့ဝယ်စားတယ်ဆိုဒီမှာကလေအရန်ချွေတာကသိလားပြောပြမယ်နော်ပတ်စံစုကိုစုနေပေါ့နော်သူများတော့မသိပါဘူးအမြဲတော့ပခီးသွားတာကပါတဲ့အတွက်ကြောင့်အမြဲတမ်းဟိုပတ်စံစုစုရတာပေါ့နော်ခီးသွားခြင်းတဲ့ခါကျတော့သုံးခြင်းနဲ့ခီးသွားလို့ရှင်လဲကောင်းကောင်းမွန်နေခြင်းနဲ့အဲ့အတွက်ကြောင့်အမြဲတမ်း မြဲတမ်းပတ်စံချွေတာတော့မလာပါဘောเนาะလာကထုတ်ပြီးဆိုလို့ရှင်အလို့ဟောဘယ်နေရာမှာ discount ချလဲခါကြပြန်စဉ်းစားတာဘောเนาะငါရပေါင်း30အလုံးလောက်ရတယ်တတိယထဲမှာပဲဒီမှာဘေးပေးရတာဘောเนาะဒီဆိုရင်တိတိုင်းမလေးဒီပေါင်း30အလုံးလောက်ပေးမယ်လဲဘေးတွေကတိတိုင်းမယ်အဲ့ဒီနေနေကြကြအဒီအမျိုးသားကလည်းပေးတာပေါ့နော်အဲလိုဒီမှာဆိုလို့ရှိရင်ဒီမှာကတော့ဒီနိုင်ငံမှာနေတဲ့သူတွေတော်များအကုန်သိမှာပါ နေနဲ့မရအတူနေပြီဆိုလို့ရှိရင်အကုန်လုံးပေါ့နော်တစုတစုတည်းပဲပေါ့ဟိုဟောအဲအိမ်လာကမိလာကအင်တာနက်ပေါ့ကြည့်တာပေါ့နော်ကြည့်ရတဲ့ကြောင့်ပြုလို့ရှိရင်တော့အဲအနည်းယောက်ကြတော့ပို့ပေးတာပေါ့နော်သူကတော့အန်ဒီအများကြီးပို့ပေးပါတယ်သူကတော့အန်ဒီမှာမိသားစုရှိမှန်းသူသိတော့သူကအများကြီးစားရမ်းအဲပို့ပြီးတော့ပေးပေးတာပေါ့နော်အခုဆိုရင်လည်းနော်ဆိုလို့ရှိရင်အန်ဒီတို့အခုချက်လိုက်ပေါ့ကွာဒီအမဲသားပေါ့ဘက်နေရာဘူးပေါ့နော် ်ဟောကိုချက်လိုက်ပြီးဆိုလို့ရှိရင်နှစ်ရက်နှစ်ရက်စောင်းလို့ခံတယ်။ဘာကြောင့်အလို့လင်းမျက်နှာပွဲစားတာ哦။နော်အလို့ကြတော့မနက်ပိုင်းကို breakfast စားလိုက်တယ်။နေ့လယ်နဲ့ညနေပိုင်းကိုစားလိုက်ပြီးလို့ရှိရင်ညနေပိုင်းကျတော့မစားတော့ဘူး။ဘာကြောင့်အနီကိုရန်ကလည်းစီချိုသမားဆိုတော့ညနေပိုင်းကိုအစားရှောင်လိုက်တယ်။ညနေပိုင်းဆိုလို့ရှိရင်ငပြောသီးတို့အဲဒီပန်းသီးတို့စေးတဲ့ပုံပြန်ပေါင်မုတ်လေးတစ်ချက်တစ်ချက်ပဲအနီစားတယ်။ဘာကြောင့်အနီရဲ့ဆရာဝန်ကအန်တီရဲ့ weight ကိုပေါ့နော်မတက်ရဘူး။ဟိုအန်တီက စီးကြောရောအဲအစီဖုံးတဲ့ယောဂါရှိတဲ့အတွက်ကြောင့်အဲ့ဒီမှာဒီကိုလက်စထရောတွေကများလို့မရအောင်ကိုလက်စထရောများပြီဆိုလို့ရှိရင်ဒီပေါ့ယောဂါတွေဝင်လာတယ်လေနော်ဒါကြောင့်အန္တရာယ်ညနေဆိုရင်လုံးဝထမင်းမစားပါဘူးအဲအသီးရပေါ့နော်အခုဆိုလို့ရှိရင်ဒီလိုပေါ့ဘရိုကိုလီတွေပေါ့ပြုတ်ပြုတ်ပြိုလာပေါ့နော်ဒီအသီးရအဲ့လိုမျိုးလေးတွေပေါ့အဲ့အမျိုးတွေကိုကပြုတ်ပြိုတယ်အဲ့ဒါကိုရတယ်အသီးရရဲ့အဲ့ဒါမျိုးလေးကိုတည်းအဆင်ပြေတာပေါ့နော်အန္တရာယ်အသီးရပေါ့မများစားတယ်အဲ့ဒါကတော့ အခုနောက်ပိုင်းကျတော့ရောဂါဖြစ်လာတော့ကိုကပို့ပြီးဆင်ကျင်တယ်ဒီနိုင်ငံမှာကအလို့စီမာလက25ရက်နေရထောက်တာပေါ့နော်25ရက်နေဆိုလကထုတ်ပေါ့25နှစ်လကထုတ်တာကအမေ25ရက်နေကစနေနေ့ကျတယ်ဆိုရင်တော့24ရက်နေရအစောကြီးပေးတာပေါ့နော်ဒါဒီနိုင်ငံရဲ့ပုံစံပေါ့နော်ဘယ်သူမဆို25ရက်နေဆိုရင်လကရပါတယ်ဒါပေမဲ့ဆိုရှယ်စာရင်းကြတော့သူတို့ကြတော့အရင်မသိတော့ဘူးပေါ့နော်သူတို့ကြတော့ ဆိုရှယ်သမားတွေပေါ့နော်ဥစားအလုံးရှိတဲ့သူတွေအစိုးရရဲ့ထောက်ပံ့ခြင်းနဲ့စားတဲ့သူတွေကြတော့သူတို့ကြတော့တစ်ခါတစ်ခါလောက်ကောင်မှသူတို့ပတ်စံထည့်ပေးတာများတာပေါ့နော်ဒါမဲ့ကလေးစရရတဲ့သူတွေကြတော့20ရက်နေဆိုလို့ရှိရင်ကလေးစရတယ်29ရက်နေဆိုလို့ရှိရင်ဒီနိုင်ငံကအစိုးရကသူတို့အတွက်အိမ်အလုံးရှိတဲ့သူတွေကိုအိမ်လာပါပေါ့နော်ပြေးပြတာပေါ့နော်အဲ့ဒါသူတို့ကရတယ်ဆိုဒီနိုင်ငံမှာတော့ပြောမှမဆိုရင်တော့ ဲထောက်ပံ့ကြီးတွေကအရင်ရရပြီလားအလုံးလုံးထောက်ပံ့ကြီးရတော့ဒီကငပင်းနေပုံနေကြတာငပင်းနေလုံးလုံးထင်ကြတော့ဆိုအရင်ကတော့ငကိုရေကမိဘကိုယ်တိုင်ကကိုထူကိုထလုံးလုံးရမယ်ဆိုတော့မိဘကိုယ်တိုင်ကသင်ခဲ့တဲ့ကြောင့်အန်ဒီဒီအလုပ်ကိုအမြဲတမ်းလုပ်တယ်အလုပ်ဆိုလည်းအပေါ်ချိန်နဲ့ဆင်းတယ်။ဒါကြောင့်လို့ဆိုတော့ကိုပတ်စံအများရတဲ့အခါကျတော့ကိုရဲ့ပင်စင်ဆိုလို့ရှိရင်ပူစီယာမလိုဘူးပေါ့နော်။ပြီးလို့ရှိရင်ပင်စင်ပူစီယာလိုဘူး။ ကိုလူချင်းလားတန်းချင်းလားကိုမိသားစုကိုထောက်ပံ့ချင်းလားအဲ့ဒါပြီးကိုတည်းအကျိုးရှိတာပေါ့နော်ပြောချင်တာကလောကကြီးမှာကဟိုတို့ကရွှေစွန်းကပ်ပြီးလဲမွေးလာပြီနော်ကိုထူကိုထားနဲ့ကျိုးစားလာဆိုတော့လေอืมဆိုခါကြအဲ့တော့อืมလာကတော့ထွက်ပါပြီရဲ့ရက်30အလုံးလုံးပြတရက်ထဲနေတလားပေးပြရတာနဲ့ဟိုအားပေးရတာနဲ့ဒါဘုတ်ပေးရတာနဲ့အခုလိုမျိုးပေါ့နော် ခင်းချက်စရာလေးတွေရတယ်။ပြန်ဒီအန်ဒီရဲ့သားအတွက်ပေါ့နော်။သားသားငယ်လေးအိမ်အောင်ကြတော့ဘလို့ခေါမလဲ။သူ့လောက်စားပြောင်းဟန်နဲ့ချွေးမလေးပါချွေးရတာ။ဟိုချွေးမလေးကအမှရောက်တာမကြသေးတော့။မိဘဆိုလို့ပြင်လာ။အာသားအတွက်ပါဇီဝယ်ပေး။တည်ရမလားမိဘရဲ့မိတ္တာဆိုအဲ့ဒါပဲတည်တာ။အဲ့ဒါခါလေးကျဒါပေမဲ့အန်ဒီကဘာမှမနေဘူး။ အញ្ញာမနေရတော့ဘာမှလေမင်းလူချင်းလည်းရှိအလုပ်ကိုလုပ်ရတာကိုပျော်နေတာအလုပ်လုပ်နေရင်ပျော်တယ်ကို့လုပ်ခဲမှာကိုကိုမဲ့ပေါ့နော်အလုပ်ရှိမှာကိုကကို့အထူးကိုထားတယ်နော်အလုပ်ဆိုတာကပြင်းလို့မရအောင်တိလာပြင်းလို့ရှင်အပြင်းရောတာဆိုရင်အပြင်းမချိုက်ဘူးအန်နီကိုရိုင်းလည်းမပြင်းဘူးအန်နီကိုရိုင်းလည်းပေါ့အန်သူကထောက်ငွေနဲ့ဝင်ငွေနဲ့ထောက်ငွေနဲ့ကိုကနှိမ့်ရတိလာဝင်ငွေနဲ့ထောက်ငွေမမြောက်လို့ရှိရင် ကိုအတွက်ကတုံးတာလည်းမကောင်းဘူးပြီးတော့အန်တို့ငငယ်ကအမေကတင်ထားတာကိုပတ်စံကိုဝင်းဝင်းနဲ့ထပ်မင်းမြတ်တအောင်သုံးတက်ကမယ်ခေအဲ့လိုမျိုးလေးတွေပေါ့နော်ဒါကြောင့်အန်ဒီကတော့တက်နိုင်ဆုံးအန်ဒီကအင်္ဂါဆုံးလို့ရှိရင်ကုစီးသွားလိုက်ကောပေးသွားလို့ရှိရင်ဝတ်သားရည်တွေ့တာဟုတ်သူကဒီမှာသူရက်ွက်ရက်ဆွဲရှိတာပေါ့နော်ဘယ်နေ့နောက်ဆုံးချက်ရမယ်ဆိုရက်ဆွဲရှိတယ်အဲ့နောက်ဆုံးချက်မဲ့ရက်ဆွဲကိုကိုကမကြုံရအောင်ဆိုတော့ကိုကဘာလုပ်သလားအဲ့ဒါဆိုလို့ရှိရင် ။ဘာလို့ဆိုလို့ရှိရင်အဲ့ဒီနောက်ဆုံးချက်မရက်ကဝတ်သားကိုဝယ်ထားလိုက်တယ်။ဝယ်ထားပြီးလို့ရှိရင်ကိုကဘာလို့လဲလုံးထားလိုက်တယ်။ဟုတ်လား။မထန်ကိုချက်မယ်ဆိုရင်ဒီရက်ကလုံးထားလိုက်တယ်။လုံးထားပြီးလို့ရှိရင်ရေကဲတက်တာထိုင်တခါကျတော့ကို့အတွက်ဟိုဘာလို့ဆဲတူဝတ်စီဆိုလို့ရှိရင်ဈေးကိုကတကီလိုကို190တို့160ဆိုလို့ရှိရင် discount ချတဲ့အခါကျတော့160နေရာမှာ 90ဆိုလို့ရှိရင်ဒိတ်ကတော့နည်းနည်းလေးမြန်မြန်ချက်ပေါ့ဘာဖြစ်လဲ90ပို့လဲပတ်သက်ပတ်ဆံမယ်လေအဲ့ဒါဆိုဘာလို့လဲသလားအဲ့တော့ချက်ချင်းလုံးထားလိုက်တယ်လုံးထားပြလို့ရှင်ဒီကိတ္တထားလိုက်တယ်အဲ့လိုမျိုးပေါ့အန်တူကဒီနိုင်ငံမှာနေတွက်ချက်ကတွက်လို့မရအောင်ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံမှာအခုကအခွန်တွေကလည်းရပ်သွားပြီပေါ့အခွန်တွေပြရတာတက်တယ်ပြီးတော့သူကအခုဆိုလို့ရှိရင် immigrants တွေကများလာလုံးလက်မဲ့တွေကိုသူတို့ထောက်ပံ့တဲ့အတွက်ကြောင့်သူတို့မှဒီပေါ့ဆွေနိုင်ငံအစားနာတုံးနဲ့သူကမဝင်ထားအခုဆိုလို့ရှိရင်လည်းသူတို့နာ နာတူပေါ့နော်အဲ့လိုဝင်ထားကြတော့အတို့အခွန်တွေရန်ကောက်တယ်အခွန်တွေပေးရတာများအတွက်ကြောင့်အတို့မှာကအစစအရာမှာကုံစင်းလုံးကလည်း30အရံလုံးတက်သွားတယ်ရန်တက်သွားတာကုံစင်းလုံးကမထင်မှတ်တတ်တာအဲ့ခါကျတော့ Twitter စားရတာပေါ့နော် Twitter စားကြတဲ့ပေါ့ချက်ချီရတာပေါ့ဘယ်ဟာဈေးချူမလဲဘယ်ဟာကဈေးပေါ်လဲအဲ့ဒါမျိုးလိုက်လျှောက်ကြည့်ရတယ်အလားကထုတ်ပြီးဟဲ့ဆိုတော့သိရမယ်ထောက်ငွေနဲ့ဝင်ငွေနဲ့ကိုပြန်ကြည့်ရတာပေါ့နော်အဲ့မဲ့ဒီမှာကျတော့လူတော်များက ပင်အောင်တယ်ဆိုလို့ရှိရင်တော့ခုမိတာပေါ့နော်လင်းများနှစ်ယောက်စာဟိုဘလို့ခေါ်မလဲအဲလာကရှိတော့ပေါ့နော်ပြီးတော့အန်တီချတော့ကားမရှိဘူးသူကအန်တီကားကားပတ်မကေဘူးရင်ပြရဘူးကားဒက်စီဘူးတွေအန်တီမပြရဘူးအဲပြီးကား insurance တွေမပြရဘူးအန်တီရောက်ကြတော့ကားရှိတယ်သူကကား insurance တို့အခုဆိုလို့ရှိရင်နေရာပြီဆိုလို့ရှိရင်နေရာဒိန်းလဲတာတို့ဒီနာအပေါကုန်းတာပေါ့နော်ပြောချင်တာဒီနိုင်ငံမှာကတချို့ပြောတာက အာနိုင်ငံခြားမှနေတာပဲပတ်စံရဟုတ်ကဲ့ပတ်စံရပါနိုင်ငံခြားမှနေတာဒါပေမဲ့နိုင်ငံခြားမှနေရင်လေဟိုဝင်ငွေနဲ့ထွက်ငွေကိုမကြည့်လို့ရှင်မရဘူးရှင်ဟုတ်လားမစွန့်မီပေါ့နော်ပြောရမယ်ဆိုနိုင်ငံခြားမှနေတိုင်းဟိုပေါ့နိုင်ငံခြားမှရတဲ့အိမ်လားကတလဘလောက်လဲကိုကိုဒီမှာဒီမှာကြာတော့ကိုဘလို့နေလေနော်အိမ်လားကဘလို့နေလဲ sorry အိမ်လားကဆိုလို့ဟိုဘလောက်လဲဘတ်3000ဘတ်6000မှာနော်ဒီမှာကြာတော့မရဘူးဘတ်တလဘဘတ်မပေးရဘူးဆိုလို့ရှင် အဲဘတ်နှစ်ပေါင်း၃ဆောင်ရှိတယ်ဒါရိုးရိုးအိမ်လာတာပေါ့နော်ရိုးရိုးဒါအိမ်အိမ်ဝယ်တဲ့လူတွေဆိုလို့ရှိရင်သူတို့အိမ်ဝယ်ရတဲ့ကြောင့်အိမ်ရဲ့ဒီပေါ့ဒီရရီချပေးရတဲ့ပတ်စံရှိမယ်ပြီးလို့ရှိရင်သူတို့ရဲ့စီပင်လာခြင်းရှိမယ်ရေကိုရှိမယ်မီးဖို့ရှိမယ်အများကြီးကုန်တယ်ရလာတဲ့ဟိုကချွေတာမသုံးရင် ကိုတပတ်ဆံအပေါ်မချမ်းဘူးအဲ့ဒါကိုပေါ့နော်ကြီးစေချင်တာပေါ့နော်တချို့တွေဟာနိုင်ငံသားမှလည်းပတ်ဆံအရန်ရှာလို့ရတယ်ဟုတ်ပါတယ်ရှာလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့လုံးဝပါတယ်ရှင်ဒီနိုင်ငံသားမှနေလို့လည်းဟိုဘလို့ခေါ်မလဲအပေါ်ရအောင်ဆိုပြီးတော့အန်ဒရောကလို့ချွေတာတုံးလာတာပေါ့နော်ချွေတာတုံးနေချွေတာစားရဲအဲအခုဆိုချက်ထားပြီးဆိုလို့ရှင်အနှစ်ရက်ပေါ့လက်ဖြန်တစ်ဘက်ခါပြီးအန်ဒီကိုတိုင်းကလည်းဒီတစ်ဘက်ကတုံးညစက်တိုင်းဆင်းရတာဆိုတော့အန်ဒီကိုတိုင်းကနော်ပြန်လာလို့ရှင်မချန်တော့လေပြင်မအောင်အဲ့ဒါဆိုရှင် အစင်ပြအောင်ချက်ထားပေးရတာပေါ့နော်ကိုပါကိုကိုတော့အဲဒါကိုပြောချင်တာအင်းရှင်မဘယ်ရောက်ဖြစ်လာပြီဆိုအချက်ပြုတ်ကအစခြွေတာပြင်ခြွေတာတာပေါ့နော်ကိုခြွေတာတဲ့ခါကျတော့ဟောကိုမိပါလဲကိုပို့နိုင်တယ်နော်ကိုမိပါလဲကိုပို့နိုင်တယ်ကိုလှူလဲလှူနိုင်တယ်အဲ့ဒါလေးအန္တရာယ်သိစေချင်လို့လာကထုတ်ပေးဆိုလို့ရှိရင်ပျော်လာပေါ့နော်ဒါပေမဲ့လည်းတလားလုံးလုံးလောက်ရတယ်ပြီးလို့ရှိရင်ရတဲ့သက်ဆံလေးကိုအဲ့ဒါတည့်ရတိုင်းပဲ တယ်။အဲ့ဒါနဲ့ဆုမဆုမိပါလေအနေတို့ကဟိုချွေတာလည်းတုံးတယ်။လည်းစားတယ်။အနေကိုယ်တိုင်းကလည်းအနေပြောမြင်နေစားမစားဘူး။ဟိုကျမ်းမာရေးတော့လည်းမြင်နေစားမစားဘူး။ဆိုတော့ချွေတာမိတာဆိုချွေဟိုချွေတာတုံးတယ်ချွေဆုမိတာပေါ့နော်။ဘာကြောင့်လဲဆိုတော့နားလေးဆိုလို့ရှိရင်ကိုယ်ကဖြီးသွားမှာ။အိုးဖြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဟိုစားအနေကဆုဘလို့မလဲပြောပြမသိလား။ကိုချွေတာအနေပြောတာအမေကအမေအတင်တယ်။တုံးတာတုံးတင်တာတုံးရမယ်လေမချွေအောင်။အဲ့စကားကြိုက်တယ်။ အဲ့လိုဒီတုံးတင်တာအလီတုံးတယ်အဲ့လိုမဖြောဘူး။ဘာကြောင့်လဲကုံချောက်နေရပေါ့။ဟိုစအခုတော့ရှိတာပေါ့အဲ့ဒီအမျိုးသားသမီးတွေမှချက်ပြီးလို့ရှိရင်နောက်နေသူမစားကြတော့။အနေကြအကြောင်းမဟုတ်အမျက်စားတယ်။ဒီကချက်တော့တော်တော်မဟုတ်လေသူကနေမှသူစားကြတယ်။အဲ့ခါကျလို့ရှိရင်ကိုကဆန်ရလေနှလုံးနဲ့ပူချက်လို့လည်းနည်းရမရအောင်။အဲ့ခါကျလို့ရှိရင်ကိုကကိုရေခဲတော့ကိုထက်အဲ့တူတူတော့အပူကျွေးကိုကအေးစားပေါ့။ဘာကြောင့်လဲဆိုတော့အနေကအမြင်နဲ့စမ်းစားတယ်။မတို့ခုချိန်မှာစားနေတော့တောက်နိုင်တယ်ပုံနိုင်တယ် ကဲမြန်မာပြည်မှာစစ်သေးဆောင်မစားနိုင်ဒုက္ခရောက်နေတယ်။အဲ့ဒီဆံလေးကိုအမေကဖုံးပြမှာရက်နှမျောတယ်။ဘာကြောင့်လဲဆိုတော့အမေကငယ်ကအမေကတင်ခဲ့တာဘလို့မှဆံတစ်စီးတော်မှခမင်းလုံးမကြအောင်စားရတာဆိုတော့အဲ့ဆံလေးကိုပေါ့နော်လဟတာဖြစ်အောင်တွန်းရတာမကြိုက်ဘူး။ဒါကအန်ဒီယာရမ်းပေါ့နော်အစားအသောက်ဆိုလို့ရှိရင်အချွေတာပြီးတော့အဲ့လိုပေါ့ဆိုလို့ရှိရင်နည်းနည်းလေးပဲပူချက်တာပေါ့နော်ချက်လို့ရှိရင်နည်းနည်းလေးချက်တဲ့ခါကျတော့ နောက်တည့်ရဲ့ solution ကိုစာပေါ့ပြီးဒီနိုင်ငံမှာ solution သူကအဲ့လို discount ပုံစံမျိုးတွေပေါ့မီး solution လေကွာဟိုပေါ့တလစာပေါ့ကိုဘယ်လောက်ချက်ထားလဲအဲ့ချက်ထားတဲ့ amount ပုံမှာပေးမလားချက်တဲ့အရာမီတာကပေးမလားဆိုတော့ကိုကတွက်လိုက်တယ်ဒါဆိုရင်ပုံမှန်ဆိုလို့ရှိရင်တလောက်ကငါဘလောက်ချက်လဲဆိုအနည်းတလဆာအပြက်ပေါ့နော်တစ်နှစ်စာကိုအနည်းချုပ်ထားလိုက်တယ်ဘလောက်ပဲချက်ချက်ဒီအမောင်းဒီအမောင်းမယ်အဲ့ဒါမျိုးလေးကိုဒီနိုင်ငံမှာလောက်ကြတယ်ပြောချင်တာကဒီနိုင်ငံမှာဟို เนาะတချို့ကဘာပတ်စံရမ်းရတာဘာပတ်စံရမ်းချမ်းသာလာလဲဆိုတော့မထင်မှန်းနဲ့ချမ်းသာလာလလချမ်းတော့กว่าပဲကြားကြီးတော့လေခြေရာကြီးရဲ့ဒီလားကြားကြီးတော့ခြေရာကြီးပါတယ်လို့အကြောင်းအနေပြောချင်တာကဘလောက်ပဲပတ်စံရှာနေနိုင်ကိုကခြွေတာမတုံးရင်ကိုကပေါ့ဖြုံးနေမယ်ဆိုရင်တော့စုနေမှာမဟုတ်ဘူးဒါပုဝင်လင်းပြောတာအဲ့ဒီအောင်ကြအခုအချိန်မှာပင်စင်ရတဲ့အတွက်ကြောင့်သူကပင်စင်နေပြန်တော့သူပင်စင်လေးနေပြီပေါ့ အခုပြင်ဆင်ရတာဘာအလုပ်ရင်းများနောက်ကအဆင်ပြေတယ်အန်တီလာလာလေးရှိတယ်သူတို့ပြောတာဘာလဲဆိုတော့ဒီများတယောက်လာတာနဲ့လာစားနဲ့အစရတော့အဆင်ပြေပါတယ်ဟိုစားနိုင်တယ်တောက်နိုင်တယ်အဲဘလို့ခေါမခီးပါသွားနိုင်တယ်အတော့ခီးသွားတာကငါပါတာဟုတ်ခီးသွားနိုင်တယ်အဲ့ဒါလေးတော့ပို့လို့ရတာပေါ့နော်နောက်ခုကြတော့အနေပြောချင်တာဒီမှာကအဓိကပေါ့နော်အဓိကနဲ့တာမြောက်ခွဲဖို့အရန်ရေးကြည့်ပါတယ်လို့ အဝေးစားတယ်ဆိုလို့ရှိရင်အများကြီးနော်ဒီမှာအဝေးစားတယ်ဒီမှာစွေနိုင်ငံရာသီဥတုက၄မျိုးရှိတာဟုတ်ຫນွေအခုဆိုလို့ရှိရင်ဒါ spring လို့ခေါ်တယ်အဲပြီးလို့ရှိရင် summer လာတော့မယ်အဲ summer ပြီးလို့ရှိရင် autumn လာမယ် autumn ပြီး winter လာဆိုတော့အဝေးစား၄မျိုးဝေကာတယ်ဒီလား၄၄ရာသီအတွက်အဝေးစားပြင်ဆင်ရတယ်အဲခါကျလို့ရှိရင်လည်းအဝေးစားဆိုအနေအမြဲတမ်းလို့ပေါ့ဟိုဝယ်ပြီးဆိုလို့ရှိရင်လည်းအဲတချို့မတော်လို့ရှိရင်ကိုပြန်ယူသွားတာတော့ပြီးလို့ရှိရင်ဈေးချွတ်ချို့ပေါ့နော်ဒါမဲ့တစ်ခွာတည်းကျတော့လည်းအဝေးစားတွေက ဈေးချိုတဲ့အခါကျလို့ရှိရင်ဒီမောင်းမြန်းလို့အဲ့ဒီပုံမှန်တော့ဒါ quality မကောင်းလဲဝယ်ရမှာပဲနော်ဆိုကိုတွက်ကြည့်တယ်ဒီ quality မကောင်းတဲ့ဟာကဝိတဲ့အခုဒီအင်ဂျီပေါ့ကွာ time မှာဝယ်လာတာပေါ့ကဲဒီရငွေနဲ့ဆိုရင်ဟိုအမရှိရဲ့တိတ်ဘတ်ဘတ်နေရဆိုလို့ဒီရငွေဆိုခုနှစ်ဆယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ကိုကဆာမလာဘို့လို့ကောင်းတယ်နော်အဲ့ခါဆိုကိုဝယ်ထားလိုက်တယ်အဲ့ပြီးလို့ရှိရင်ဟိုပေါ့ ဒါလေးကခဏခဏရှော်တယ်ဘူးပူစရာမလိုဘူးလေနော်ပြောချင်တာဒီမှာထင်လို့ဒီမရသည်အဝယ်စားတယ်ဆိုဈေးကြီးတယ်ဒီမှာဈေးကြီးတယ်စားရအကုန်လုံးကလေဈေးကြီးကြောင့်အဝယ်စားဆိုအပြထိုင်းလာပြီဆိုဝယ်သွားတယ်အများကြီးကိုလည်းအကုန်လုံးကလည်းဒီတိုင်းပဲလေဟိုလူဆိုလည်းမင်းမဆိုလည်းအလှပါချိုက်တာဘောနော်မတတ်တဲ့မင်းမရှိဘူးနော်ကိုပြောချင်တာကအဲ့လိုအစားစားရချွေတာတော့ရတယ်မတော့လို့မရဘူးညနေဆိုရင်ဆန်သွားဝယ်တယ်ကွာဆန်ဆိုလို့ရှိရင် အဲ့ဒီတခြားပဆိုင်မှာပေါ့မျိုးတွေကဆိုင်ဒီမှာဝယ်ရင်ဖိုက်ကီလိုဖိုက်ကီလိုရှိတယ်5ကီလိုကို तू က200လေးပါပြရထိုင်းဆိုင်မှာလေဆိုရင်အတို့ကိုဘုံတခြားမျိုးလေးပေါ့နည်းနည်းပေါ့ကားတော့ရပေါ့နဲ့အဲ့ဝယ်လို့ရှိရင်တိတ်ကို100ဆိုတော့အဲ့မျိုးပေါ့အဲ့ဆိုကိုကကိုယ့်အတွက်ကိုချွေးမနဲ့တားတက်ပါကွာတိတ်ဝယ်တာပေါ့နော်ဈေးချိုတာပေါ့အဲ့လိုအဲ့မျိုးတွေ့တာပေါ့ အဲ့ဒါနဲ့အိတ်သွားဝင်လိုက်တယ်အဲ့ပြီးအင်တာဆက်ကူပြီးအဲ့လိုအကုန်ဆက်ရဘဲမှာဈေးချိုတယ်အဲ့လိုမျိုးပေါ့ကိုကလိုက်ဝင်တာပေါ့နော်တစ်နေရာသုံးနေရာသွားရတာပေါ့အဲကားရှိလို့အဆင်ပြေတာပေါ့နော်ကိုကကိုသားသားတမကခါလဲဝဲတာပေါ့အားသူတို့ကခါလဲဝဲပေးတာပေါ့ပြောချင်တာအတို့အဲ့လိုမျိုးတစ်ခါသွားဝင်လို့ရှိရင်20 30ရလဲရက်ပေါင်းများစွာဆိုလို့ရှိရင်တစ်ထောင်ဖြစ်သွားတာပဲပတ်စံဆွနေတယ် ပြောချင်တာဘယ်ရမဆို Twitter သုံးရတာပေါ့နော် Twitter လေးသုံးမယ်ဟိုပေါ့ဟိုပြင်တော့ပြင်မှန်းလာပေါ့နော်သွားရဲခီးလေးနဲ့ဝေးပေမဲ့လေဒါပေမဲ့ကိုကသုံးချင်တဲ့အရာလေးကိုသုံးမှာဆိုလို့ရှင် Twitter လေးကိုဝေးတဲ့ခါကျတော့အဲတို့ဒါတစ်ခါသတင်းစာလေးပေါ့နော်ဥစ္စာလာကြော်ညာလေးပါတယ်အဲကြော်ညာမှာကြည့်တာပေါ့အာကြော်ညာမှာကြည့်ရဆိုလို့ရှင်ဟာဘာဘယ်ဟာ discount ချနေလဲဘယ်ဟာ discount ချနေလဲဆိုတော့ပြေဝင်လိုက်တယ်ပြီးတော့အနှုတ်စီမှာကတစ်ခုကောင်းတာပေါ့ ဒီလိုမျိုးစိုင်းနေမှာပေါ့ဒီအစားအသောက်ဝယ်တဲ့စိုင်းနေမှာကိုက member ဝင်ထားလိုက်တယ် member ဝင်ထားလိုက်ပြီဆိုလို့ရှိရင်ကိုသွားဝယ်တဲ့ခါမှာ discount လေးတွေရတာပေါ့နော်အခါလေးကြောင့်လို့ရှိရင် free ဟို yogurt တို့ပါလို့ပေါ့ပြီးတော့ပြလို့ရှိရင်ဘယ်အစားအသောက်ဆိုရင်အမဲသားဆိုလို့ရှိရင်တရားရာခိုင်နှုန်းဆိုလို့ရှိရင် member ဝင်ထားလို့ရှိရင်80ရာခိုင်နှုန်းလို့ပြောချင်တာဘာလဲဆိုတော့ဆက်ဆက်ရမှာတစ်ဆယ်မဟုတ်တစ်ချက်ကအစားတစ်ချက်ကအစားအဓိကချွေတာရယ်

ောချင်တာဘာလဲဆိုတော့အန်ဒီတို့ကအဆက်ဆက်ရခြွေတားပါတယ်မခြွေတားလို့မရပါဘူးအန်ဒီပြောချင်တာအန်ဒီကဘလို့ခေါမလဲအန်ဒီမိသားစုကစားနိုင်တယ်တောက်နိုင်တယ်ဆိုရင်အန်ဒီမှာအမေတယောက်လုံးရှိသေးတယ်အမေအမေကိုပတ်စံပုတ်ပေးရတာရှိသေးတယ်ညီမအငယ်ဆုံးနဲ့တောင်းချရှိသေးပြီးကွာလှူချင်တာပေါ့နော်လာတာဆိုလို့ရှိရင်ကိုမလူစီရလေးတည်းရှိတယ်လေကိုလူမျိုးတွေဟိုလိုစစ်ဘေးရှောင်းနေပါတယ်လူမျိုးလေးတွေပေါ့နော်ဆိုတော့ကိုကအမြင်တယ်ပေါ့ဒါပေမဲ့သားတွေကတော့ သူတို့ကသူတို့အဆင်ပြေတဲ့ခါကျတော့တော်သေးတာပေါ့နော်ကိုသားတွေကဘယ်လိုခေါ်မလဲအလုံးကအဆင်ပြေနေကြတော့ကိုတက်ကပူစရာမလိုဒါကြောင့်အနိတော်ကလာကထုတ်ပြီးဆိုလို့ရှိရင်ကပြန်စင်းစားရပောင်း30ကအလုံးလောက်ရတယ်ပီတရထန်းနေပေါ့နော်ဟိုနာဘေးလေးပေးလိုက်ဒီနာဘေးလေးပေးလိုက်ဒါမှမဟုတ်အဲ့ဒီကလည်းညာဖြင့်သူပေးတာလည်းညာပါလေဆိုတော့အန်ဒီအလားကတော့ပြောမယ်ဆိုရင်အဲဆယ်ပုံမှာအန်ဒီကနှစ်ပုံလောက်ပြီးသုံးတာ ကျွန်တော်အန်ဒီကွာကိုစုရဲအဲပြီးလို့ရှင်လှူရဲပါကြလှူရတော့တင်ရင်ကိုနောက်ပါမယ့်အရာတွေနော်ကိုအန်ဒီကအဲ့လိုပေါ့ကိုထမင်းစားနေတဲ့အချိန်မှာဟိုခါချက်ကိုထမင်းစားတော့အမဲသားလေးနဲ့ကိုကထမင်းစားတဲ့အချိန်မှာအဲစစ်ဘေးရှောင်နေမြဟိုခါလေးကျစားစရာမရှိဘဲနဲ့ထမင်းကိုကလေးကတိုးနေရခလေးလေးမြင်လို့ရှင်စားတာညုံမကြလို့ဒါလည်းလူဖြစ်တဲ့အတွက်ကြောင့်ကိုချင်းစာတရားလေးနဲ့ကိုက နေထိုင်တဲ့အတွက်ကြောင့်ပေါ့နော်ပြီးတော့အန်ဒီပြောဆိုလို့ပေါ့နော်ပြောပြလာအန်ဒီဘယ်လောက်ချွေတာလဲဒီမြင့်မှန်ပေါ့နော်ဒါကအန်ဒူစီပါဆို progressive လို့ခေါ်တာပေါ့နော်အနည်းအဝေးကြည့်တာပေါ့နော်အနည်းအကဟိုစီချွန်သမားတွေကမျိုးလုံးတွေကအကြောင်းဝါတက်တယ်တော့ဝါတက်တယ်ဆိုတော့အန်ဒီကအရင်ကမြင့်မှန်ဆိုလို့ရှိရင်ဟိုအနည်းကတက်တက်အဝေးကတက်တက်အလောက်ထဲမှာကြာတော့ဒီမြင့်မှန်မရှိဘူးအဲ့တော့ စာရေးရတာရှိတယ်เนาะဒီလူမာတွေကိုယောဂါတွေကိုကိုက report တရားရှာကြောကွန်ပျူတာထဲမှာထိုင်နေခါကြလို့ရှိရင်စာကြည့်ညစ်မှာမရှိလို့မရအောင်ဆိုဒီမှာကြတော့မျက်မှန်တစ်လက်ကိုအဲ့တော့အဝေးကြည့်ရောအနည်းကြည့်ရောလုံမယ်ဆိုရင်ဒီမျိုးပေါ့နော် refrain တွေဝယ်ရမယ်ဒီကဘမှန်နေဝယ်ရမယ်ဆိုရင်အနည်းဆုံးပေးရအောင်ဆိုဒီရမွေ8000နဲ့9000ကြားမှာရှိတယ်အနည်းဆုံး9000ထားတော့9000ဆိုလို့ရှိရင်3545ဘတ်1000ပဲကျော်တယ်ဘတ်1000ပဲကျော်တယ်အခုအဲ့အနေနော်မဆောက်မှာတော့ပြတ်လို့လား 3000နဲ့ကြာတယ်3000နဲ့900ဘတ်3500ကဲအနုငွေလဲဆို1000ပဲကြာတယ်အဲ့ဒါကို1000ပဲကြာတယ်ဒီအနီရောအဝေးရောဒါကကိုကကိုဖိုင်နဲ့ကိုယူရတာပေါ့နော်ဒီမှန်ဘိုးနဲ့ကြည့်တာပေါ့ပြောချင်တာကဒီမှာဆိုလို့ရှိရင်ဘတ်1000ခွဲလောက်ပေးရတဲ့ဥစ္စာကဟိုမှာတော့တော့ဘတ်3500ဘလောက်กว่าပါလဲကြည့်ဒီကငွေ4000กว่าမှလားဆိုအနီရောလည်းဟိုအမြင့်ပေါ့ ဟိုထိုင်းကိုတော့ထိုင်းမှာတော့ပုံတော့အဆင့်မြင်တာပေါ့နော်သူတို့ကလည်း level ကောင်းတယ်လေအဲ့စားကောဆိုထိုင်းမှာအများကြီးလောက်တာများတယ်အဲ့လိုပေါ့သွားဆိုလို့ရှိရင်အန်ဒီထိုင်းမြန်မာဆိုလို့ရှိရင်လည်းအန်ဒီထိုင်းမှာပြောဆိုဈေးချူတာဟုတ်ကိုတွက်တော့တနစ်ပေါ့နော်အာဒီတနစ်ကတော့ငါဒီလိုပဲတော့ပေါ့အဲနောက်နေ့ငါပြန်လို့ရှိတခါသွားပြီးတော့မြန်မာဒီဂရီပြန်တိုးရတာပေါ့နော်ပြန်တိုးပြန် check in ပြန်လို့ဒီမှာလုံးဝဈေးကြီးတယ်မြန်မာဆိုစေး အနည်းအမျိုးသားမြင့်မှန်ဆိုလို့ရှင်ဒီကငွေနဲ့1000တောင်ပေးရတယ်1000ဆိုဘတ်3000နဲ့5000တက်ပြကြည့်အနည်းတော့ပေးရတာအနည်းကတော့ဟိုစီတိုင်းဟိုအစီရက်ကုတ်တယ်ကကုတ်စုတာမိမလားကစီကုတ်တယ်မကောဘောင်ရှိတာအဲ့ခါကျအနည်းကစီတိုင်းမဲ့အဲကွာကိုကိုပဲဟိုခြွေထားတော့နေနေဒီမှာမလုပ်ပါနဲ့ထိုင်းမှာတော့ပြန်လုပ်တယ်အဲ့ခါကျလို့ရှင်ကိုလည်းငွေစုမိတယ်ပြောချင်တာပါလဲဆိုတော့အန်ဒီတို့ကတစ်ချက်ကအစစုရတယ် ဲ့ဒါလည်းအမေကစင်ထားပေးရတာအခုဆိုဆန်ဆိုလို့ရှိရင်ချွေးမလေးတော့ဝယ်လာပေးတယ်အဲ150နေရာမှာ100ပဲဆိုတော့ဟော50မသက်တော့ဘူးလား50ဆိုလို့ရှိရင်ဒါဘတ်150ပြောချင်တာကဘယ်ရမှာဆိုကိုချွေးတက်ချွေးတာတော့လေခါမှာဆက်ဆက်ရအားလုံးကစုမိရဲစောင်းမိရဲပူပူလူလေးကိုလို့ရအန်ဒီပတ်စံပူရတယ်တမျိုးမထင်နဲ့အန်ဒီပတ်စံပူအန်ဒီကတော့လှူလာများတယ် အန္တရာယ်လူအန္တရာယ်အန္တရာယ်အလူပေါ့နော်ဒါကိုသင်ခုနောက်ပါမယ်အလူပဲကိုလုပ်ပါတယ်ဒါကြောင့်မလို့ကိုကောပဲအဲ့တော့အခါလေးမှအပြင်မှာထွက်စားတာအပြင်မှာထွက်စားခါကျကိုရဲ့မွေးနေလို့အဲဟိုသူ့မွေးနေလို့ဆိုအဲ့လိုပြင်ထွက်စားတယ်အခုဆိုရင်နော်အန္တရာယ်ပြပြလားဒီနေ့နေရာဒီမှာအန္တရာယ် vacation တပတ်ယူထားတာပေါ့နော်တပတ်ရောအန္တရာယ်မှာရအန္တရာယ်မေးတာပေါ့ကဲဒီဟုတ် vacation တပတ်ယူထားတယ်ကဲအဲ့ vacation မှာငါ ယူရင်ကောင်းမလားမယူရင်ကောင်းမလားအဲ့ဒီပြန်စဉ်းစားရတယ်။အန်ဒီကညာခိုင်းသမားကြတော့အလို့ overtime ရှိတယ်။ဟုတ်ကဲ့အရင်ကောင်းတယ်ညာခိုင်းသမားတွေက။ဆိုတော့ဒီလက်လေးညလေးမှာကိုကဒါပေမဲ့ကိုခွင့်ယူပေးမယ်လေ vacation ဆိုပေးမယ်လေအန်ဒီကပတ်စံရပြီးသွားပြီ။ဒါပေမဲ့ overtime ကြီးတော့ကိုမရဘူးပေါ့နော်ကို vacation ရွာတာ။အန်ဒီကအကြောက်မိတယ်။ကျွန်တော်ခီးလည်းမတော်ဘူး။ကဲမတော်ရတဲ့ကြောင့်ငါအလို့ပဲပြန်စဉ်းတော့မယ်။ဟုတ်ကဲ့။ကိုကအဲ့လိုမျိုးပေါ့နော်ဆက်ဆက်အရာကိုကပြန်တွက်ကြတယ်။ပြန်ပြီးတော့ပြန်ပြီးတော့ငါတို့ ဒီပတ်စံလေးကိုငါတို့ပြန်သုံးရမယ်ဒီခီးမသွားတဲ့အတွက်ကြောင့်ငါအလုပ်ပြန်လုပ်မယ်ငါအလုပ်လုပ်တဲ့အတွက်ကြောင့်ပတ်စံလေးကိုငွေလေးပို့တိုးလာမယ်ကိုကအငြင်းတန်းဟိုပေါ့အခုချိန်မှာအိုင်းတစ်ခုနဲ့အလုပ်လုပ်နိုင်သေးပြီမယ်နောက်ကအသက်63တို့65နဲ့မှာကိုမသိသေးဘူးကိုလုပ်နိုင်ပါဦးလားကိုကကိုတော့အရွယ်ရှိချိန်မှာအလုပ်ကိုတူးတူးဆဆလုပ်ပါဒါကြောင့်ဆိုအလုပ်ရဲ့ရှိုင်းငွေကခါးချင်း ဟိုကျမ်းမာရေးမကောင်းလို့ရှင်သိမလားဟိုစီစီဝါးတွေဝယ်လာမယ်အဲ့မျိုးဖြစ်မှာဆိုလို့ကိုကျမ်းမာရေးဖြစ်နေတဲ့အချိန်မှာအဓိကပေါ့နော်အလို့ခွန်အားလေးရှိခါမှာအလို့ကိုစူးစမ်းလုပ်မယ်ပတ်စံလို့ရအောင်ရှာမယ်စုစူးစမ်းမှာပေါ့နော်ဆိုအနေပြောချင်တာကမြန်မာပြည်မှာကြတာပင်စင်မရှိဘူးအနေပြောတဲ့အားလုံးတော်များလို့ပင်စင်မရှိတဲ့သူတွေကြတော့မြန်မာနိုင်ငံမှာပင်စင်မရှိဘူးဒါကြောင့်ငါတို့မှာကစုရမယ်မစုလို့မရဘူးဟုတ်တယ်မလားဟိုတလောက်တခါကို့အတွက်ဒီပင်စင်ပဲပေါ့နော် ။ဒါမှမဟုတ်မဆူတော့ဘန်နေမှလည်းမယုံရတော့ဆိုကိုခလာကိုကိုဘာလို့ဘာမလဲ။အဲကိုကကိုစဉ်းစားကြ။ဘာကြောင့်လဲဆိုအလို့စမတာပင်စင်ရှိရကြပူစီရမလို့ဘူး။ပင်စင်ကတည်းကဟို65ဆိုလို့ရှိရင်ဘာ AC ပင်စင်နဲ့ထိုင်စားလို့ရတယ်။ပြပြတာကမြန်မာနိုင်ငံမှာကျတော့ပင်စင်မရှိဘူး။ထိုင်းမှာကျတော့လည်းအစိုးရကမပင်စင်ရှိတာ။ကျွန်တော်အနည်းအကျဉ်းပြချင်ပါတယ်ပတ်စံရှိရသူတွေပေါ့နော်ပိုကလီကပေါ့လုံပမာတွေပတ်စံလေးကိုကုတက်ကိုရှာပြီးတော့ဟိုပေါ့ဆဲဘောမှာတပုံတော့ဆုတ်ထားအရေးကြောင့် တယ်ဆိုလို့ရှိရင်ဘာဖြစ်ကိုကဟိုပေါ့နော်တောင်းလို့မရလေအခုတချို့လေဆိုလို့ရှိရင်ကြားပါတယ်ဗါလည်းပတ်စံချီလို့ရှင်30တိုးတို့ချစ်ချက်တိုးတို့ဟဲ့အဲ့တော့မှယူရလားလို့ဟိုနှမျောဟိုနော်အတိုးသူများအတိုးမတရားအတိုးနဲ့ယူလို့လည်းငါနားမလဲမလုပ်ပါနဲ့မတရားအတိုးမလုပ်ပါနဲ့ကိုသိရင်လည်းဒါကြီးကအပူစားတွေပါကိုလူတစ်ဖက်သားကိုကူညီတာနော်အကောင်းပါတယ်ဒါကြောင့်လို့အန်ဒီပြောချင်တာကတော့ဒီနေ့မှာတော့အန်ဒီကအန်ဒီရဲ့ပက်ကပောင်းပေါ့နော် ။အဲ့ဒါလေးစားရတယ်။ပြီးလို့ရှင်တော့အတိရပြုတ်ကလေးရဲ့ကြက်ဥကြော်လေးရဲ့နေပေါ့နော်။လကထုတ်ရမှာတော့လကတော့ဝင်းနေပြီးအဝင်းနဲ့အထက်ပေါ့နော်။အဲကြောင့်လို့ဘလောက်ပဲဖြစ်ဖြစ်ပါကိုယ့်ရဲ့ဘဝလေးမှာချိုးချမ်းမဲ့ခြွေတာစားတော့မဲ့ဆိုရင်ငွေပူလေးရလာမယ်။အဲခါကျလို့ရှင်ကိုယ်လှူနိုင်မယ်တန်းနိုင်မယ်။အဲ့ဒါလေးအမေကပြောချင်းဖြစ်ပါတယ်လို့ကဲအန်ဒီရဲ့ပကပောင်းလေးကြည့်လာအောင်နောက်မှပဲမှာဒီမှာဟိုအထက်ရတော့မှာတအောင်လေးကြာလို့ရှင်ဘတ်စလီကထက်မှာ ပြီးအန်ဒီကအဲ့ဒါလေးဒီပေါ့မင်္ဂလာဟိုပါပေါ့ပင်ပင်းတော့တယ်ဟုတ်ပါပင်ပင်စိမ်းလားဟုတ်ပါပင်ဘာဆလီကောက်ဆိုတာမတို့စီရတော့ပင်စိမ်းအဲပင်စိမ်းမဟုတ်ပါဘာဆလီပြက်လားအဲအဲ့ဒါလေးအန်ဒီကထည့်လိုက်ပါတယ်လို့ဒီအဲ့ဒါဆိုလို့ရှိရင်ဒီနေ့နဲ့မနေ့ပြန်နှစ်ရက်စာပေါ့နော်အဲ့နှစ်ရက်စာပြီးရောပဲနှစ်ရက်စာချက်ထားတဲ့အတွက်ကြောင့်ဟိုမီမီလဲသတ်တာတာပေါ့ကွယ်နော်မီဟိုပါမီကမီတာကသတ်တာတာပေါ့နော်ပြောချင်တာအဲ့ဒါအန်ဒီကအမြဲတမ်းလိုပဲချက်စားတယ် အဲတပတ်ကိုအဲ့ဒါဆိုရင်မန်ကြာချက်စရာမလိုတော့ဘူးမက်ဖြန်အတွက်ကပြီးသွားပြီမက်ဖြန်အန်ဒီကအလုတ်ကပေါ်တော့မက်ဖြန်ဆိုလို့ရှိရင်အလုတ်ကဟိုပါပေါ့ဆင်းတာပေါ့နော်ခွန်နာရီထိုးအလုတ်ကဆင်းရောမက်ဖြန်ခွန်နာရီအလုတ်ကထိုးတာနဲ့အဲအရောက်လာနဲ့ကိုကအိတ်ပြီးချက်စားစရာမလိုတော့ဘူးကိုကကိုရှိရဲ့ပေါ်တော့ဒီလက်ကြံလက်ကြံလေးကိုနှွှဲလိုက်တယ်ပြီးချက်ဦးလို့ချက်တော့နဲ့ကြော်လိုက်တယ်ပြီးတော့ပဲအဲနောက်တစ်ရက်စာပြန်ချက် ါကြောင့်မို့အနေအားလုံးပြောချင်ပါတယ်ဘာပြောနော်ကိုမဝင်ဝင်နဲ့ရှိဆိုဝင်ဝင်နဲ့ထပ်မနဲ့ညအောင်ချက်ကြပါနော်အင်ရှင်မဆိုလို့ပိုတိမှာပေါ့နော်ပတ်စံကို တော့မှာမဖြုံးပါနဲ့ပြီးတော့ကိုယ့်ရဲ့ပင်စင်အတွက်เนาะဟိုကိုဟိုကိုတလတစ်သောင်းစာလို့ရတယ်ဆိုလို့ရှင်တစ်ထောင်လောက်ကိုတော့ဟိုပေါ့မတိမတာလေးဆုထားကြ။ဘာကြောင့်လဲဆိုကိုတနေ့အသက်ကြီးလာတဲ့ခါကျလို့ရှင်တားမီတော့ခံမရှိလို့ရှင်ဖြစ်ဖြစ်တားမီရဲ့အဆင်ပြေတာဖြစ်ဖြစ်ကို့အတွက်ကအရင်ကြီးတယ်။ဘာကြောင့်လဲဆိုအန်ဒီအမေအမေကြတော့ပူစရာမလိုသမီးတွေတားသမီးတွေကထောက်ပံ့နေသေးတယ်။ဒါမျိုးထောက်ပံ့နေညီမထောက်ပံ့တယ်။ တချို့မို့ဆိုမာတယ်ဘုန်းကြီး files ဘာတနာအောင်ဒါသမီးလည်းနောက်ခံလို့ရှိတချို့ဒါသမီးလည်းအဆင်မပြေတချို့ဘလို့ရှိနော် Facebook မှာငိုရိုးပြီးတော့အိုးတနာကောင်ဒါသမီးတွေကအိမ်ဘွားနှင်ချတာတို့ကတော့အရင်တနာကောင်ပဲအဲကြောင့်မို့အသက်ကြီးတဲ့ကလူကလုံးလုံးမရတော့ဘူးနော်အသက်ငယ်တော့လုံးလို့ရတာအန်တီကပြောထားပြီးဒါသမီးကဘယ်ဒါသမီးဆိုတာငါလောဖက်လည်းမတောင်းငါဟာနဲ့ငါပဲငါစားမှာဒါကြောင့်မို့တို့အန်တီပြောချင်ပါလေအားလုံးကိုဒီနားကထုတ်ရမှာတော့အဒီဈေးဝယ်တဲ့ချက်စုစုဘောစစ်ကောင်နဲ့ချက်ပါတယ် အဲ့ဒီလိုပဲအားလုံးမြဲပေါ့နော်ဟိုပေါ့အစာလေးတွေကိုခြွေတာတုံးကြပါလို့နော်ဟိုကိုမဖြုံးပါနဲ့ပေါ့နော်ပြီးတော့တကယ်လိုအပ်တဲ့အများလေးလည်းလှူဒန်းပေးကြပါလို့နော်သင်ကိုနောက်ပါပါမယ်လို့ကြည့်ရှုအားလုံးအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ဘိုင်ဘိုင်ပါရှင် Have a good weekend ပါနော် bye bye